အားလုံးပဲမင်္ဂလာပါရှင်မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒီကနေ့အောက်တိုဘာလ16ရက်နေ့မှာမြမတော်လန်ရေးတမိုင်းအတွက်အရေးကြီးတဲ့အလဲပြောင်းတစ်ခုဖြစ်ပေါ်လာခဲ့ပါပြီအာရကတက်တော် AA ကဦးဆောင်တဲ့တော်လန်ရေးပူပေါင်းတပ်တွေဟာမကွေးတိုင်းငဖိမှုနယ်အတွင်းရှိအာနာသိန်းစစ်တပ်ရဲ့အဓိကဗျူဟာမြောက်စခန်းတစ်ခုဖြစ်တဲ့နေရီကန်ဗျူဟာစခန်းကိုအပိသက်သိမ်းပိုက်ရရှိလိုက်ပြီးဖြစ်ကြောင်းတရားဝင်ကြေညာလိုက်ပါတယ် ဒီစကန်သိမ့်ပိုက်မှုဟာရခိုင်ပြည်နယ်ဘက်ကနေမကွေးတိုင်းဘက်ကိုတရင်တပ်ဖွဲ့တွေလှုပ်ရှားနိုင်တဲ့အရေးပါတဲ့လမ်းကြောင်းတစ်ခုကိုလုံးဝထိန်ချုပ်လိုက်နိုင်တာဖြစ်ပြီးစစ်ရေးအရအောင်ပွဲတစ်ခုသာမကစစ်ကောင်စီရဲ့အံပဒန်လမ်းကြောင်းတစ်လျှောက်ခံစစ်ကိုပါခြေမုံလိုက်နိုင်တာဖြစ်ပါတယ်။နေရီကံပြူဟာကိုအောင်မြင်စွာသိမ့်ပိုက်လိုက်ပြီးတဲ့နောက်မှာတော့အေအေရဲ့စစ်ဦးစီးချုပ်ကိုယ်တိုင်ဦးဆောင်တဲ့ပြည်သူ့ကောက်ွယ်ရေးတပ်ပေါင်းစု၁၈ဖွဲ့ဟာနိုင်ငံတော်ရဲ့အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့နေပြည်တော်ကိုတိုက်ရိုက်ထိုးစစ်ဆင်တိုက်ခိုက်မဲ့အစီအစဉ်ကိုအတိလင်းကျင်ညာလိုက်ပါတယ်။ ជីထိုးစစ်မှာပါဝင်မဲ့တပ်ဖွဲ့အင်အားနဲ့ပတ်သက်လို့စုစုပေါင်းလူအင်အား1000ကျော်ပါဝင်မယ်လို့သိရပါတယ်။ဒီအင်အားထဲမှာ AA ဦးဆောင်တဲ့တပ်ပေါင်းစု78ဖွဲ့ကအ धिक တိုက်ခတ်ရေးတပ်ဖွဲ့ဝင်တွေအပြင်အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံတပ်ရင်းကစစ်တီတော်တွေလည်းအပြည့်အဝပူးပေါင်းပါဝင်လာမယ်လို့သတင်းထုတ်ပြန်ထားပါတယ်။အေအေရဲ့ထိတ်တန့်ကောင်းဆောင်တအုပ်ကဂျာဟာမြန်မာနိုင်ငံကိုစစ်အာဏာရှင်စနစ်ကနေလုံးဝလွတ်မြောက်စေမယ့်အဆုံးသတ်တိုက်ပွဲဖြစ်တယ်လို့ခေါ်ဝေါ်ပြောဆိုလိုက်ပြီးကြံရှိနေသေးတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ EAOS ရဲ့တရင်တပ်ဖွဲ့အားလုံးကိုလည်းဒီဒေါ်လာရဲ့နောက်ဆုံးကဏ္ဍမှာပူပေါင်းပါဝင်တိုက်ခိုက်ကြဖို့အတွက်တရားဝင်ဖိတ်ခေါ်လိုက်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဘက်ကအင်အားပြည့်နဲ့နေပြည်တော်ကိုထိုးစစ်ကျဉ်းလိုက်တဲ့အချိန်မှာပဲနေပြည်တော်အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေဟာပုံမှန်မဟုတ်ပဲအလွန်အမင်းတင်းမာလာနေတာကိုစောင့်ကြည့်ရတဲ့သူတွေကသတိပြုမိခဲ့ပါတယ်။ရရှိထားတဲ့ယုံကြည်စိတ်ချရတဲ့သတင်းရင်းမြစ်တွေရဲ့အတန်ဖိုင်မှတ်တမ်းတွေအရနေပြည်တော်မှာအခြေစိုက်တဲ့အစ်စ်မြင့်အစ်စ်ဖို့ချုပ်ကြီးအချို့ဟာသူတို့ရဲ့မိသားစုဝင်တွေနဲ့အတူ ရိုးတော်ကနေတိတ်တဆိတ်ထွက်ခွာပြီးစီရေးအရာပုံမလုံးကြုံမှုရှိတယ်လို့ယူဆရတဲ့နေရာတွေစီကိုရွှေ့ပြောင်းသွားပြီလို့သိရပါတယ်။ကြာပြင်ကြန့်ရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်းနေပြီးတော့တဝိုက်မှာအထူးသဖြင့်ကာကွယ်ရေးတပ်ပေါင်းစုတွေချင်းကပ်လာနိုင်တဲ့လမ်းကြောင်းတွေပေါ်မှာနေပြင်ခံစစ်တွေကိုအလင်းမြန်ပြင်ဆင်နေကြပြီးစစ်တပ်အတွက်အရေးပါတဲ့အဆောက်အုံတွေကိုအကာအကွယ်ယူထားကြတယ်လို့သတင်းရရှိထားပါတယ်။ဒီအခြေအနေဟာစစ်ကောင်စီဘက်ကနေပြည်တော်ကိုတိုက်ရိုက်ကာကွယ်ဖို့အတွက်ခံစစ်ဖြူဟာကိုပြောင်းလဲကျင့်သုံးလာပြီဆိုတာကိုဖော်ပြနေပါတယ်။ ဒီဆုံးသက်တိုက်ပွဲကြီးညာချက်နဲ့နေပြီးတော့ကိုအင်အားတထောင်ကျော်နဲ့ထိုးစစ်ဆင်မှုဟာမြန်မာနိုင်ငံရဲ့စစ်ရေးစက်ခုံအတွက်ဘလို့အကျိုးဆက်တွေတည်ဆောက်လာမလဲဆိုတာကိုသတင်းဌာနကနေစင်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်